ကျူးကျော်ပြဿနာကိုဘယ်လိုအဖြေရှာမလဲဆိုတော့ဒီဒီတစ်ပိတ်ကိုဆွေးနွေးနေတာဖြစ်ပါတယ်။အခုကနောက်ဆုံးကတော့အဖြေရှာတဲ့ဘက်မှာပထမဆုံးပြမမဦးဆောင်ဆွေးနွေးသူရဲ့ပြောကြားချက်ပေါ်မှာဦးနေဖုံးလာကိုမေးခြင်းပါ။သူကတော့ဒီကျူးကျော်တွေကိုကြည့်လိုက်တဲ့အခါမှာသုံးပုံတစ်ပုံလောက်ကပဲတကယ်ကိုကျူးကျော်အစ်စ်ပေါ့နော်။အဲသူတို့ကတော့ဒုက္ခရောက်လို့နေရတာ။ဒီလိုမျိုးတင်းတင်းရင်းအစိုးရကန်တွေ့မှဆိုတဲ့သဘောကြတယ်။မဟုတ်တာလို့ရင်တပ်လိုက်ပို့တော့မှသူကမမထန်ထန်ပြောတာပေါ့။အဲတော့နောက်သုံးပုံတစ်ပုံလောက်ကတော့လှုပ်ရှားနေတာပေါ့။ အကွက်တွေယူလာပြီးတော့ပြန်ငှားစားနောက်ဟာတွေကလည်းနောက်အခွင့်အရေးတစ်မျိုးဆိုတော့ဒါတွေကိုဘယ်လိုရှင်းရင်ကောင်းဒါတော့ဒီဒီအကိုပြောသွားတာလေးကောင်းပါတယ်။နောက်ဝင်းကြီးချုပ်ဒီသူစဉ်းစားထားတဲ့အထက်မှာလည်းဒီလိုမျိုးသူမျက်နှာတွေပါတယ်ယူပြီးတော့တကယ်နေတရာမရှိဘူးဆိုရင်ပေးမယ်။ဒါမှမဟုတ်တက်တက်ကျူးတာဆိုရင်ကျွန်တော်တို့အရေးယူမယ်ဆိုတာမျိုးပါတယ်။ဒါပေမဲ့ကျွန်တော်အဓိကပြောချင်တာကတော့လေဒီ55ရက်ဆိုတာရက်တရာစီမံကိန်းဆိုတာတွေကိုခဏမေ့တာပြီ။ဒီကောင်ကရေချေလောက်ရမယ်ကိစ္စပါ။ဒီနှစ်မှာဒီကျူးကျော်ကိစ္စတွေကိုဝင်လိုက်ယူဆိုတာ ਨੇ ကျွန်တော်အများကြီးသိလာလိမ့်မယ်ဒီတက်ပို့ပြီးတော့တကယ်တမ်းဒီတက်ပို့တဲ့အောက်မှာရှုပ်ထွေးမှုတွေအများကြီးအဲ့ဒီဟာတွေကိုကျွန်တော်တို့ကဒီဝမ်းစာတစ်ခုအနေနဲ့ကျွန်တော်တို့ယူပြီးတော့နောက်နှစ်အတွက်ကိုလေပို့ကောင်းတဲ့စီမံကိန်းပေါ့နော်ဒီဟာကိုအခြေပြုပြီးပို့ကောင်းစီမံကိန်းကိုကျွန်တော်ဆွဲကျင်တယ်ဒါဆွဲစီကျင်တယ်ဒါကကျွန်တော်ဒါအစိုးရကိုအကြံပေးတာအဲ့လိုလုပ်တဲ့အခါမှာလဲကျူးကျော်လို့ပြောရဲစီမံကိန်းအပြင်မူဝါဒတွေဥပဒေတွေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တယ်ဗျအဲ့ဒါလည်းပါသွားမှာပေါ့နော်နောက်နှစ်အတွက်ကိုကျွန်တော်တို့ကဒီလိုစီမံကိန်းလေးလုပ်မယ်ဒါမှမဟုတ်ဥပဒေတစ်ခုဆိုရင်လည်းဘယ်ဥပဒေဘယ်ဥပဒေပြင်သင့်တယ်ဆိုတဲ့ဟာမျိုးဒီနှစ်မှာကြုံရတဲ့အတွေ့အကြုံတွေကိုအခြေခံပြီးတော့ ိုကောင်းတဲ့နည်းလမ်းတွေကျွန်တော်စဉ်းစားသိကြတယ်အဲ့လိုစဉ်းစားတဲ့အခါမှာလည်းအိမ်ယာမဲ့ကျူးတွေအပြင်ခုနကကျွန်တော်ပြောတဲ့အစိုးရကျူးတွေရောလမ်းကျူးတွေရောဈေးကျူးတွေရောဆိုတော့အဲ့လိုကျူးပေါင်းစုံကိုလည်းပဲကျွန်တော်တို့ဒါထည့်သွင်းပြီးတော့ပိုကောင်းတဲ့စီမံကိန်းမျိုးဥပဒေမျိုးမူဝါဒမျိုးတွေနောက်နှစ်အတွက်ကျွန်တော်ကစဉ်းစားဖို့ကျွန်တော်ကအစိုးရကိုတိုက်တွန်းချင်ပါတယ်အဲ့တော့ဒီအစိုးရတက်လာမှာလေဆရာ။ဟော။ရန်ကုန်အစိုးရနဲ့မန္တလေးအစိုးရနဲ့အပြိုင်ဆိုင်လောက်တူလို့ဖြစ်နေ။ခါကြမန္တလေးအစိုးရလောက်တာကောင်းတယ်။ခါကြရန်ကုန်အစိုးရလောက်တာကောင်း။မန္တလေးမှာဆိုရင်တံမိုးနဲ့အင်အားတွေစောက်ပြီးတော့ ဒီမြစ်ကမ်းသားလူတွေကိုတလ3000နဲ့တက်နေဆိုတိုက်ပေါ်မှာတင်ပေးလိုက်အမျိုးကြောင့်မှလုပ်ရမရဘူးလားမန်လေးရဲ့ concept ကကျွန်တော်ကပြောတဲ့အင်ယာမဲဆိုတဲ့လူထဲမှာဒီကျူးကျုံပါတယ်ဆိုတဲ့ concept နဲ့ तू ကအေယာဝင်မြစ်ကမ်းကကျူးတွေကိုတင်လိုက်တာဟုတ်ကျွန်တော်တို့စီမှာအဲ့ဒီ concept မရှိတဲ့အခါကျတော့ကျွန်တော်တို့ကတခုမှမပေါ်အကောင့်တွေမပေါ်လာအောင်ဒါပေမဲ့အရေအတွက်ကွာလို့လည်းဖြစ်ဖြစ်မအောင်မားနည်းနည်းလေးရှိတယ်ဒီမှာတိန်းနေချီရှိဟုတ်အခုနောက်ဆုံးကျွန်တော်တို့တလောက်ကို300တောင်းတယ်နော်ကျွန်တော်တို့ခုနပြောလို့ပဲသူကမေ600လောက်ဘန်ရူလာအင်ယာဆိုပြီးတော့လုတ်တယ် ဆိုတဲ့အခါကျတော့ဒေါောင်သေးရှိရမယ်ဟဲ့လားချလိုက်တဲ့စီကန်းတွေကငှားနေတာတွေဖြစ်ရမယ်နောက်တစ်ခုက income level တွေလည်းမတတ်မှတ်ဘူးအလုပ်ကိုင်းတွေလည်းမတတ်မှတ်ဘူးဟာလားငှားနေသမျှလာကြလာကြလာကုန်ကြဆိုတော့သူကဒေါောင်သေးမရှိတဲ့အခါကျတော့ကျူးကျော်ပါဆိုတာဘယ်လိုဒေါောင်သေးရှိမလဲဟဲ့ရှိတော့မယ်အဲ့တော့ရန်ကုန်ရဲ့ concept ကအခုဒီအစိုးရကိုကျွန်တော်ညှို့လင့်တာပေါ့ဗျာအဲ့တော့နောက်တစ်ခုကကျွန်တော်ပြောချင်တာကကျွန်တော်တို့ကြောနေတာပေါ့ကြောတယ်အမမလေးကိုနီးယူပါမှာမလေးကအဲ့ဒီမှာဒါကနောက်တစ်ခုပိုက်ဆံရတယ်ကျွန်တော်ပြောမယ်ကမ္ဘာကြီး ဦးသိန်းစင်ကသူ46ဘီလီယံပေးတာမန္တလေးက10ဘီလီယံရရန်ကုန်20ရအဲ့မန္တလေးကအဲ့လိုကျူးတွေကိုသူကအေးအော်မြေကန်းကနေပြီးတော့သူကနေပြီးတော့ကျွန်တော်ဆယ်ပေး20 anyway လေဟိုမှာတဲဆုပ်ကလေးနဲ့တော်သွားရေတွေမိတွေပါဆိုတော့ဒီရရန်ကုန်ကဘီလီယံ20ရတယ်ရန်ကုန်တိုင်းဒေသကြီးအစိုးရကသူကဘလောက်ဟိုကဖြစ်လဲပါနာတယ်လဲဆိုတော့နော်တကြီးဖျားရွာသားကောင်းမှုလုပ်သွားတာစပန်းနဲ့ဆိုတော့အကောင်းပြောလားမကောင်းပြောလားအဲစင်နာကြီးစင်နာကြီးကျွန်တော်ဆိုးအောင်ပြောဆိုတာညီကအိုးရင်မြေဆက်နေကကိုယူလိုက်တယ် ပိုက်ဆံကတမရစီကသိ20ဘီလီယံဘီလီယံ20ယူလိုက်တယ်။ तू စိုက်တာပါရှိလဲ။ဘာမှမရှိဘူး။ပြီးတော့ तू ကတလောက်ကိုတုံးတော့နဲ့လာကြကုန်တော့လာကြကုန်တော့လုတ်ထည့်လိုက်တော့အခုဒီဆိုကအဲ့လိုမလုတ်နိုင်ရဲ့ဟာလားဟဲ့ဟဲ့တဲ့ကြီးကိုပဲပါကိုအဲ့ဒီလိုများပြီးနိုင်မယ်ဆိုရင်ကျွန်တော်တိုင်းမြေကျွယ်ဝရဲ့အခုရှိရှိနဲ့များကျူးနေ30ပြီ35ပြီပတ်လေတော့နေပြီးတော့300နဲ့ပြီးနေကြတာနောက်ဒီကျူးအပြင်ကိုလိုက်သားမှာငှားနေတယ်ဒီအများကြီးကြံနေတယ်ဒီကိစ္စလေးဆက်လို့ရအောင်ပါဟုတ်ကဲ့ကျေးဇူးတော်ဆိုတော့အခုကမလုတ်နိုင်မင်းနဲ့ तू က ဖြက်မင်းလို့လုတ်သွားတာတကြီးပြရရွာသားကောင်းမှုနဲ့လုတ်တော့တော့ဆရာမကောင်းပြောနေတာပဲသဘောပေါက်ကျူးကျော်က3000တော့နဲ့လို့တိုက်ပေါ်တက်နေဖို့အဆင်ပြေပါမယ်ကျမတို့ကကျူးကျော်ကိုကိုအင်ယာမဲတဲ့လူတွေပေါ့နော်ကျူးကျော်တွေကိုလူနေမှုအစ်စင်နဲ့မြင်မြင်ထားချင်တယ်လို့စဉ်းစားတဲ့အခါမှာကျမတို့မြင်တာတိုက်ခမ်းနော် အစိုးရလည်းတိုက်ခိုင်းမဲ့စဉ်းစားတယ် private sector လည်းတိုက်ခိုင်းစဉ်းစားဒါ solution တစ်ခုအနေနဲ့ပေါ့နော်ဒါပေမဲ့ကျမတို့ကလူတွေကိုပြန်မေးကြည့်လိုက်လို့ရှိရင်အင်ယာဆိုတာလေကျမတို့အတွက်နေရေးပေါ့ပြီးတော့ဒါယဉ်ကျေးမှုတစ်ခုလည်းဖြစ်တယ်အဲကျမတို့လုံခြုံစိတ်ချမှုနဲ့ကျမတို့ကိုယ်တိုင်ကိုယ်ကျအဲဘယ်လိုပြောမလဲစိတ်တိုင်းကျစွာနဲ့နော်စိတ်အေးချမ်းသာစွာနေထိုင်မယ်အဲ့တော့အခုကျမတို့ကစဉ်းစားလိုက်တယ်ဒီကျူးတော့ရှင်းမယ်ဆိုရင်တိုက်ခန်းဆောက်ပေးမယ်တိုက်ပေါ်တင်မယ်ပေါ့ဒါဟာ solution ဒီ solution ကမအောင်မြင်ခဲ့ဘူး မအောင်မြင်ခဲ့တာကိုထပ်ထပ်ပြီးတော့ကျွန်တော်တို့စဉ်းစားရတယ်ပေါ့နော်တကယ်တမ်းဆိုကျွန်တော်တို့ကလှုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေအများကြီးရှိတယ်ကျွန်တော်တို့အခုလက်ရှိရှိနေတဲ့တချို့ community ရပ်ရွာလူပေါ့နော်ကျူးရီဆိုရင်သူတို့မြေပေးလိုက်လေသူတို့ကျွန်တော်တို့ကဟို basic services တွေအတွက်ရေးပေးလိုက်မီးပေးတဲ့ infrastructure တွေပေးလိုက်ပြီးတော့ပုံမအစစ်မြင့်နဲ့ upgrading ခေါ်မှာပေါ့နော်အစစ်မြင့်ပြီးတော့လှုပ်လိုက်ရင်ဒါအရန်ကိုမှဖြစ်နိုင်ချေရှိတယ်ကျွန်တော်ကစီးဝါပြကျူးရီအများကြီးခွင့်ရီလာယူလိမ့်မယ် ဒါပေမဲ့ကျမတို့မှာလေဟိုဟာဘော snitch ဆိုတာအများနဲ့လုံလို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်ဖြည့်ပြောဟုတ်ကျွန်တော်ဖြည့်ပြောမယ်ဟုတ်ကဲ့ခုနေဘုန်းကလည်းခုနပြောလို့ဘုစီးကောက်တဲ့အခါကျတော့ခုနဟုတ်လားဒါတွေကပါမယ်လေ artificial demand နေဟုတ်တယ်ဆိုတဲ့အခါကျတော့ဒီဟာတွေကခုနပြောတဲ့ landlord တွေဟုတ်လား landlord ဆိုတာမြင်ဥအောင်ဆိုတာတိတိကျကျလုံလိုက်ဆိုတော့အဲ့ဒီစီးကောက်လိုက်တဲ့အခါကျတော့အဲ့လူတွေက ဟိုကဗျာဆန္ဒပြောရရင်လာလန်းကိုပြန်ကြပေါ့ဟုတ်တယ်ဒါလည်းမပြီးနိုင်ကျေးဇူးတင်ပါတယ်ပြီးရစွာတာစစ်တုံးလိုက်ပြာသားသားလာတော့အခုအခက်တာကတောင်းလို့ကျွန်တော်ကဆင်းရဲကောက်တာရှိမယ်အပေါ်ကစစ်စစ်အတီးပြုတယ်အခွဲအဲ့ဒါမှလည်းပြည်သူပါမယ်နော်ဆိုတဲ့အခါကျတော့ဟိုတခါတလေတခုရှိတယ်အဲ့ပါလာတဲ့ပြည်သူကသူ့အမျိုးစီသူလျှောက်ထဲတာလည်းရှိတယ်ဗျာအုတ်ချုံရမှုလို့ပါတော့ပေါ့နော်ပြောတာကျေးဇူးတင်ပါတယ်အားလုံးမပြောပါဘူးအဲ့တော့ဒါမှမဟုတ်ကျွန်တော်သူ့ကိုပြောချင်တာနောက်တစ်ခုကအဲ့ဒါတစ်ချက်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ကအရေးအတွက်ကပေါ်လာမယ်ဟာလာအခုတသိန်းကဘုရားပြောလို့ပဲ 5000ဖြစ်နေ6000ဖြစ်နေတယ်။နောက် strategy ဟုတ်ကဲ့အဲ့တော့ तू ကခုနပြောနေတာကဟာလာကျွန်တော်တို့တိုက်ခန်းနောက်တစ်ခုကမြေခွက်အဲ့ဒါကကျွန်တော်တို့ကတိုက်နေတိုင်းအစိုးရအနေနဲ့ယူရမှာလက်ရှိအခြေအနေကဆိုတော့သူတို့ကြိုက်တိုင်းလည်းပေးလို့မရတလို့ဟာအစိုးရပေးနေတာတွေလည်းပေးလို့မရတိုက်ခန်းကြတော့အတင်းတက်နေလိုက်လို့ရတယ်မြေခွက်ကြတော့သူပြန်ရောင်းမှာရေပြန်ရောင်းဆိုတော့ပြန်ကျူးအောင်မှာမမကျွန်တော်တို့အတွေ့အကြုံရတာကဟိုကလေမြေခွက်ကြတော့ ကျွန်တော်တို့ဝယ်မဲ့မြေခွက်ကိုဝယ်မဲ့လူကလည်းရှိတယ်စောင့်ပြီးတော့ဒီလိုဒီလိုဒီလိုအဲ့တော့သူ့မြေခွက်ပေးလိုက်ရင်သူ့မြေခွက်ကိုရောင်းလိုက်မြေခွက်ပေးလိုက်ချူပြန်ဖြစ်မယ်သူကနှစ်ခုမှကွာဟတာပါလေဆိုတော့ site and services ခေါ်တယ်ကျွန်တော်အရင်မြို့တစ်တည်တယ်ဆိုတာက site and services အင်ရမြေခွက်ချထားခြင်းဆိုတဲ့စီမံကိန်းဟိုကောင်က finish product တော့ဒီကော as a process အချိန်ယူလုပ်လို့ရတယ်သူကကျန်တဲ့ input တွေ infrastructure တွေဖြည်းဖြည်းဖြည်းသွင်းလို့ရတယ်ဆိုလိုတာကဘာလို့ဆိုတော့ညီတဲ့လူဦးမယ် သူကနောက်တော့အဆောက်အအတွက်လည်း investment ကလိုမယ်။နောက်ပြန်ရတာကလည်းပြည့်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 ဆိုတော့အများကြီးမြုပ်နာရမယ်။ဒီကောင်ကတော့ site and services ကတော့ just only land ပေါ့ shelter left for the beneficiary ပေါ့နော်။ပြည်သူတွေကသူ့အတူ community ကလုပ်မယ်။အဲ့တော့ဘယ်လိုဖြစ်မလဲဆိုတော့ဒါသူတို့အတွေ့အကြုံရနော်ကျွန်တော်သူတို့လောက်တာလည်းလေ့လာဦးတယ်။နိုင်ငံခြားလည်းကျွန်တော်တွေ့ဘူးတယ်။ဆိုတဲ့အခါကျတော့ကျွန်တော်ကဘာလုပ်ရမလဲဆိုတဲ့အခါကျတကယ်လို့အဲ့ဒီလိုဟာဘူးဝန်ကြီးချုပ်ကရွေးမယ်ဆိုရင်ကျွန်တော်တို့ကအခု land policy လို့ရတယ်။ဟုတ်တယ်။အဲ့ဒါ needs အနေနဲ့ကျွန်တော်တို့က community land ဟုတ်တယ် community collective land system community land အနေနဲ့ကျွန်တော်တို့ကပါမယ်ပေးလိုက်ဒီ community မှာ1 2ဟုတ်လားကျွန်တော်ဒီမှာဥမာလူ200ပါမယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့က individual ပါမယ်မပေးဘူးဟုတ်တော့ shelter နဲ့စနစ်ကြဒီကလည်း land နေလည်းလုပ်ပေးမယ်စနစ်ကြပြီ certain level ဒါပေမဲ့ဖြစ်လာပြီဆိုတဲ့အခါကျတော့နော်ကျွန်တော်တို့ခုနပြောသလိုပဲတဦးချင်းပါမယ်ကို maybe 10 year 15နှစ်နော်ဒါတော့ရှိမယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါအဲ့တော့ကျွန်တော်နီကုန်တက် အဆုံးမတက်ခင်ပေးသက်ကိုကျွန်တော်200လောက်အလှည့်ပေးပါမယ်ဒီဘက်ကတရက်ကိုအရင်လှည့်ပေးပြီးဆက်လာအဓိကကြားတဲ့ချက်ကတော့ချူပဲဖြစ်ဘူးပဲဖြစ်ဘယ်ပြည်သူကိုမဆိုအခွင့်အရေးနဲ့အခွင့်လားအတိမပြုတ်ပေးပါအဲတို့မှတကောင်စီတော့မရှိဘူးတော်တော်ခက်တယ်ဗျာเนาะအဲအဲ့ပြည်သူမှာ rice မရှိချမ်းမရှိဘူးအဲ့ဒါကိုဖန်တီးပေးရမှာဒါတစ်ချက်နောက်တစ်ခုအဲ့ပြည်သူတွေပေါ်မှာတောင်းဝန်ယူမှုတောင်းဝန်ခံမှုဘာလုပ်ပေးရမှာဘယ်လိုစီမံခန့်ခွဲပေးမလဲအဲအဲ့ဒါတွေအရေးကြီးတယ်နောက်ပြီးတော့ဝန်ဆောင်မှုတွေကောင်းမှုလို့လေဥပမာသဘောပြားဟိုအလုပ်ကံလည်းပေးမယ် အဲ့ဒါအရင်ကတည်းကအရာဝယ်ဖို့လည်းရှိုံမဲ့ဆိုလို့ရှိရင်ဒီပြည်သူတွေအဲ့ဒီပဲရောက်မှာပဲကျူးတွေရောက်သွားမှာဒါဝန်ဆောင်မှုတမျိုးအခုစရင်ကောင်းမယ်စရင်ကောင်းမယ်ဆိုရင်ဒီပြည်သူရဲ့အချက်လက်ကိုကိုရေးရစုံနဲ့တကွာသေးချာသူဘာကြောင့်ကျူးပြစ်လာရတာအဆဆရာကောက်ပြီးတော့သူ့ရဲ့မှန်ကန်ကြောင့်ဘဒူထောက်ခံမယ်ဆိုတာစနစ်လိုတယ်ဥပမာသဘောပြောကိုကျွန်တော်အနည်းစားဆုံးဥပမာအဖြစ်တစ်ခုပြောမချီးတင်တော်ကိစ္စပြဿနာပေါ်တယ်ဦးသေးစရာကောင်းမစီဖွဲလိုက်တယ်အခုကျူးတွေကိစ္စကနှစ်စီလာမှပလန်နဲ့လုံးဝမတုံ့မဖြစ်တယ်ဒီရေပေါင်းတရားနဲ့မလုံးတော့ဘူးအဲ့ကကြောင့်အဲ့တော့ကော်မရှင်ဖွဲပြီးဘယ်လိုဆောင်ရမလဲအဲ့ဒါမျိုးလေးကျွန်တော်သွားဖို့လို့ပါ ဒီကျူးကျော်ဖြစ်ရတဲ့အနေထားကျူးကျော်လို့ဘာကြောင့်ခေါ်ရလဲဆိုတာလည်းပဲလူတိုင်းလူတိုင်းမှာဟိုအခွင့်ရေးပေးလာလို့ရှိရင်အခွင့်လန်းခွင့်ရေးပေးလာလို့ရှိရင်ယူတတ်ရတဲ့လူကြီးပါပဲဒါဟုတ်တော့ကျွန်မထောက်ခံခြင်းနဲ့ပေါ့ဆရာတို့ဆရာမတို့ပြောနေတယ်ကျွန်မတို့ဖွင့်လို့ပါပဲအဲ့လိုမျိုးပြောနေတာအဲ့လိုမျိုးလည်းမဟုတ်ဘူးပေါ့ကျွန်မတို့မှလည်းအခွင့်ရေးအခွင့်လန်းပေးမယ်ဆိုရင်လုံပိုင်လုံနိုင်တဲ့အခွင့်အလန်းမျိုးတွေရှိတယ်ဆိုတာကိုကျွန်မတင်ပြချင်တာပေါ့ဒါကျွန်မရရလူလူအနေနဲ့ကျွန်မပြောပါ Community participation ပေါ့ဗျာကျေးဇူးတင်ပါကျေးဇူးတင်ပါဆရာတို့လူတို့ရှင်းနေဆွေးနွေးပြီပါ တယောက်ပဲလဲရပါတော့မယ်။ဘာကြောင့်ကျူးတွေဖြစ်ရတယ်လဲ။တူတူပဲကြောင်ပြောမယ်။နံပါတ်1 1962ခုနှစ်ကနေစခဲ့တယ်။အဲ့ဒီကနေပြီးတော့မှခရိုနီကိုနဲ့စစ်တဲ့ပေါင်းပြီးတော့နောက်ထပ်တစ်ခါကျူးတယ်။ဖန်တီးကျူး။နောက်တစ်ခါအမှန်တကယ်မဖြစ်မနေရလို့ကျူးရတဲ့လူတွေဒီနေ့ပဲသင်းသားထဲမှာထိုင်းမှာမြန်မာနိုင်ငံလူ6တန်းရောက်နေတယ်တဲ့။ဆိုတော့အဲ့ဒါလည်းပဲသူကကျူးရတယ်။အဲ့တော့အဲ့ကျူးတွေကိုဘယ်လိုဖြည့်ချင်းမလဲဆိုလို့ရှိရင်ကျေးရွာတော်ထုတ်ကုန်နှမျိုးနဲ့တိုင်းနယ်ပြည်နယ်14ခုမှာ ဝမ်ပီလေးဝမ်ပရိုဒတ်ကိုလုပ်ပြီးအလောက်ကိုင်ခွန်းလမ်းများဖန်တီးပေးနိုင်မယ်ဆိုရင်တစ်ဖက်ကလည်းပဲဒါနဲ့ဖြည့်ချစ်ပေးနိုင်မယ်တစ်ဖက်ကလည်းပဲရူရောလောက်ကိုဥပဒေကိုအသေးချာခိုင်မာနဲ့လုပ်မယ်ဆိုရင်အသေးချာဒါလေးပြောက်သွားမယ်လို့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်တို့နောက်ဆုံးနေကုန်တက်မချက်စားတခွန်းစီနဲ့လိုတိုရှင်လေးကျွန်တော်တို့နေကုန်တက်ချင်ပါတယ်ကျူးပြဒနာအင်မတန်ကြီးမားပါတယ်ဆရာဦးငွေတန်ကလည်းပြောတယ်ရန်ကုန်မှာလာမစုနေရအောင်ဒီကျေးရွာ ီရွာမှာဒီထုတ်ကုန်တစ်မျိုးနဲ့လုလိုက်ရင်ရန်ကုန်မှာလာပြုံနေစရာမလိုတော့အလုံးပြည့်ရသွားမယ်လို့ပြောတယ်။ဒီတော့ဒီဘက်ကဒီ van လီဆောင်ကလည်းပြောတာဒီလူဒုပေါင်ငင်းပေးပါလူဒုကအခေယာပဲလူဒုမှာစွမ်းအားရှိတယ်။ဒီဘက်ကတယောက်ကလည်းဆွေးနွေးတယ်သူတို့လောက်တက်ပါတယ်အခွင့်အရေးပေးပါလူဒုကိုဘယ်လိုအခွင့်အရေးပေးရင်အကောင်းဆုံးဖြစ်မလဲလူဒုရှင်လေးပြောပြပါ အဲ့တော့ကျမတို့ရဲ့အတွေ့အကြုံကတော့ခုနပြောသလိုပေါ့နော်လူထုဒီပြဿနာမဟုတ်ဘူးသူတို့ပြဿနာလို့မြင်လို့မရပါသူတို့ကဟာအဲဖြည့်ရှင်းတဲ့သူတွေလို့ကျမတို့မြင်ရမယ်အခွင့်အရေးဆိုတဲ့နေရာမှာသူတို့လူထု participation လို့ကျမတို့ပါဝင်မှုပြောတယ်လှုပ်အားပေးခိုင်းတာကိုပြောတာမဟုတ်ပါဘူးသူတို့ကျမတို့စီမံခန့်ခွဲတဲ့နေရာမှာပေါ့နော်ကျမတို့ထဲ့မယ် ခုန policy ရေးဆွဲတဲ့နေရာမှာလည်းတို့ရဲ့အတန်တွေတို့ရဲ့အခြေအနေကို base အခြေခံပြီးတော့ကျွန်တော်တို့ကလုပ်ယူသွားမယ်ပေါ့နော်ပြီးတော့ခုနလိုမျိုးအင်ယာပေါ့အစိုးရ private sector ကိုပြီးပြီးတော့ account ထဲပေါ်ခိုင်းပြီးလူတွေအဆင်သင့်လာနေလို့ပြောတဲ့ဥစ္စာကိုမဟုတ်ဘဲနဲ့အစိုးရကနေမှ policy တွေမူဝါဒရေးပြီးရင်သူရ housing finance ဆိုတဲ့အင်ယာငွေကြေးလုတ်လုတ်ပြီးတော့ဒီအင်ယာ assistance ကို contract မပေးဘဲနဲ့ဒီလိုအပ်နေတဲ့လူတွေကိုယ်တိုင်ဝယ်ပေးပြီးတော့စောက်ခိုင်းဖို့ကျွန်တော်တို့ကပို့လို့ချင်တယ်အင်းဆိုတာ သူတို့လုံနိုင်တယ်ကျမယုံကြည်တယ်ကျမလုံလာတဲ့တက်တန်းတခြားမှာလူထုကအမြဲတမ်းလုံနိုင်တယ်ဘာဖြစ်လဲဆိုတော့ဒီအိမ်ဆိုတာလူတိုင်းကကိုယ့်ကိုစောက်ကြတာပဲလေနော်ကိုယ့်စိတ်တိုင်းကျစောက်ကြတာဘာဖြစ်လို့အိမ်ကိုသူများလာစောက်ပေးနေနေရမှာကျမတို့လူထုကိုလုတ်ပိုင်ခွင့်ပေးပါလူထုကိုလုတ်ပိုင်ခွင့်ပေးပါအစိုးရအဲ့စကားနားထောင်လိုက်တင်ပါဆရာဒိုဒိုရှင်လေးမဟုတ်ဘူးလေနားထောင်နေတယ်လေဘာဆိုတော့ဒီသူတို့ကိုယ်တိုင်ရဲ့သူတို့ရဲ့ဆန္ဒဘာညာဟာလာဒါကိုကျွန်တော်တို့တင်ပြခွင့်ရမယ်ဘာညာဆိုရင်ဒါဘုရင်ပေါ့ကြိုးစားရမှာပေါ့နော် ဆိုတော့အကုန်လုံးတော့လည်းကျွန်တော်လက်ခံနိုင်နေမှာလက်ခံဒီအားတွေထည့်ဝင်ရအပြင်ပို့ပြီးတော့အဆင်ပြေပြေလုပ်နိုင်ပို့ပြီးတော့အဆင်ပြေတော့ဘာဆိုတော့နောက်တစ်ချက်ကဟာလာအခုလည်းကျွန်တော်တို့တန်ဖိုးနဲ့တန်ဖိုးနဲ့ဆိုတာတွေကဆောက်တယ်ကျွန်တော်တို့တိုင်းပြည်မှာဘာဖြစ်လဲဆိုတော့အဲ့ဒီအဲ့ဒီ strategy ကတခုနော်ခုနခုနဟိုမြေအကြောင်းလေးကျွန်တော်တို့နည်းပြောခဲ့တယ်ဆိုတော့အဲ့ဒီဟာကလည်းပဲကျွန်တော်တို့အခုဘာဖြစ်နေတာလဲဆိုတဲ့အခါကျတော့သူလည်းဆွေးနွေးခဲ့တယ်တမပါတယ် housing financing mechanism ဆိုတာကျွန်တော်တို့ဘာနာငွေစနစ်နဲ့ကျွန်တော်တို့မချိတ်နိုင်တဲ့အတွက်သူကဥပမာတိတ်တရာအောက်အခုဆောက်မယ်ဆောက်ပါတိတ်တရာအောက် 60လား90လား80လားဒါပေမဲ့မမီသေးဘူးအဲ့ဒီမမီတာကို bridging ခုနပြောတဲ့ financing ကကျွန်တော်တို့ကိုလိုတယ်ဘဏ္ဍာငွေထောက်ပံ့ဖို့အရေးကြတယ်အရေးကြတယ်ဒါကြောင့်ဒါကြောင့်တန်ဖိုးနဲ့အိမ်ရာဆိုတာကိုကျွန်တော်တို့လိုချင်တာဘာလဲဆိုရင်ဝင်ငွေနဲ့ပြည်သူများအတွက်ဝင်ငွေနဲ့အိမ်ရာမဲ့များအတွက်အရေးကြရောင်းချတော့တန်ဖိုးနဲ့အိမ်ရာအဲ့ဒီအရေးကဆန့်ထုတ်ရမယ်ဥပမာထိုင်းမှာဆို ်နှစ်30အခုကျွန်တော်က10နှစ်ကျွန်တော်တို့ကဒါကို15နှစ်လောက်လုပ်မလားကာလာပိုင်ချာတစ်ခုရအောင်သူအပိုင်ဖြစ်သွားမယ်ဒါကလိုက်ကြရင်သူအပိုင်ဖြစ်သွားဆိုတော့ဒီအရစ်ကတိုးလေ bridge ကတိုးလေသူတို့ရဲ့ reach ကမလွန်ရောက်နိုင်ဘူးအခုကကြီးကအဲ့ဒါကြီးကကွာပြီးတော့တမူမျှတာတွေဖြစ်လို့ဖြစ်တင့်တင့်နေဖြစ်လို့ကျေးဇူးအများကြီးတင်ပါတယ်နဲပါတယ်ဆိုပြီးမနဲတာတွေဖြစ်နေကျေးဇူးအများကြီးတင်ပါတယ်ဆရာဒေါက်တာညိုညိုသိရေးရှိရတာကျွန်တော်ပြောလိုက်ပြီဝါဒရေလောက်ရမယ်ဥပဒေရေလောက်ရမယ် လူလူပါဝင်ရမယ်အတန်နေနားထောင်ရမယ်စနစ်တကျလောက်ရေရှည်ရတော့ကျွန်တော်အများကြီးလုပ်ဆရာရှိ ရေတူဘာလုပ်နိုင်လဲ တခွန်းပဲပြောလိုက်ရှီတူတခွန်းပဲပြောရရင်ဆရာပြောတာ ਨੇ ဆက်ဆက်ပြီးတော့ဗောနော်ပြီးခဲ့တဲ့ကျမတို့ပထမချိန်ရန်ကုန်တိုင်းလွှတ်တော်မှာကျမမေခွန်းထုတ်ခဲ့တယ်အငှားချအင်ရစီမံကိန်းအတွက်လှုပ်ပေးဖို့ဆိုတော့ရန်ကုန်တိုင်းအစိုးရညင်းတယ်ညင်းတဲ့အတွက်ကြောင့်ဒီကိစ္စမီဒီယာတွေကောင်းမှုနဲ့ဟိုးလေးတကြောကြောဖြစ်ပြီးတော့နိုင်ငံတော်သမ္မတရုံးကဘီလီယံ20ဆက်တော်ပါဆက်တော်ဘီလီယံ20ဟုတ်တယ်ဘီလီယံ20ချပေးလိုက်တယ်ဟိုဦးသိန်းစိန်ကပြီးခဲ့တဲ့အစိုးရကနောက်ဆုံးနှစ်မှာပေါ့2015 2016ဘန်နာနှစ်မှာဘီလီယံ20ရန်ကုန်တိုင်းကိုချပေးလိုက်တယ် ်ပြီးတော့အဲ့ဒီအတွက်ကိုအိမ်ငန်း6တောင်းပေးမယ်လို့လွှတ်တော်မှာစောက်လုံရင်ဝင်ကြီးကအတိအလင်းဖြေသွားတယ်အဲ့တော့အခုအဲ့ဒီ6တောင်းအင်အား6တောင်းလည်းပြောင်းနေတယ်ဘီလီယံ20လည်းပဲရောက်သွားလည်းမသိဘူးတကယ်လို့အဲ့ဒီလိုအဲ့ဒီကိစ္စသာပြန်ပေါ်လာမယ်ဆိုဒီနှစ်ကျမတို့ကလာမယ့်နှစ်မှာဒီအရေးတကြီးအင်အားအရေးတကြီးလူတွေတဲ့လူတွေအတွက်အင်အား6တောင်းပြန်စီမံကိန်းပြန်ပေါ်လာမယ်ဒါကြောင့်မလို့အဲ့ဘီလီယံ20ဘမလဲအဲ့ဒီအင်အား6တောင်းဘမလဲလို့ကျမမေးခွန်းထုတ်ကျေးဇူးတင်ပါတယ်ဒါပြန်ညွှန်ပြချင် ဒါပေမဲ့ညညသိကလွတ်တော်အပြန်နဲ့မေးလိုက်ပြီဦးနေဖုန်းလက်ကလွတ်တော်တွေကမေးပေးလို့ရမှာဒီမေးခွန်းအာမေးမှာပါနောက်ပြီးတော့သူကကျွန်တော်အစိုးတင်လာတဲ့ဟာကိုလည်းဒီ16ရက်နေ့ပေါ့နော်16ရက်နေ့ကျရင်အဲ့အစိုးလည်းဝိုင်းဝန်းဆွနေကြတယ်အဲ့ခါကျရင်လည်းမြို့နယ်အသီးသီးကဒီကနေ့ပြောတဲ့အစိုးရဌာနတွေကနေပြည်သူပိုင်းနေရာတွေကျူးကျော်ထားတဲ့ကိစ္စတွေလည်းပေါ်လာမှာပါနောက်ပြီးဖြည့်ဆင်းကြတဲ့ပတ်သက်ပြီးတခုလေးလောက်ချင်တာပြောချင်တာကတော့ခုနကပြည်သူလူထုအတန်တွေပါဖို့လိုတယ်အားလုံးပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ဆိုတဲ့ဒီစာမှာကျွန်တော်မြင်တာတော့ဒီကျူးကျော်နဲ့ပတ်သက်ပြီးဒီလိုဒီဘိတ်လုပ်တယ်လို့ပဲဖိုရန်ကြီးတခုလောက်ကျွန်တော်လှုပ်ဆွေးချင်တယ်အစိုးရကပဲအားလုံးကို ဒီ stakeholder ပေါ့ပေါင်ပတ်သက်တဲ့လူအလုံးကိုခေါ်ပြီးတော့ဒီလိုပဲဒီလိုပြောနေတဲ့လူတွေအများကြီးပဲလေအဲ့အရာတွေကိုခေါ်ပြီးတော့အဲ့လိုမျိုးအလုံးရဲ့အတန်တွေထွက်လာတဲ့ထွက်လာတဲ့အခါမှာအဲ့အရာနေမှာမူတည်ပြီးတော့ခုနကဥပဒေပြင်တဲ့ကိစ္စတွေစီမံကိန်းဆွဲတဲ့ကိစ္စတွေလုပ်ပြီးတော့အဲ့စီမံကိန်းတွေဥပဒေပြင်တဲ့စီမံကိန်းဆွဲတဲ့အခါမှာလည်းအလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့လုံနိုင်တဲ့အနေအထားတစ်ခုဖန်တီးနေကြတယ်။ကျေးဇူးပါ။အဲ့ဥဆောင်ဆွေးနွေးသူရဲ့ညီကုန်းသက်စကားအပြီးမှာကတွန်းဆရာတွေဘယ်လိုချုံကုန်သုံးသက်ထားချက်ကိုကျွန်တော်ကြည့်အောင်ဗျာ။အားလုံးမင်္ဂလာပါခင်ဗျ။အခုကျွန်တော်ကတ်တုန်းလေးတစ်ခွက်ရေးထားပါတယ်။သူဘီရင်နဲ့ 土也便宜些呢，不？那 <music>，我些些民族的，比如说呢，特别是呢，老老农便宜啊，不？他那里有不能看那边去了吧？土也便宜哦，便宜些，你们敢晓得？九角的，因为也，水水多，也吧，可明？一些美女那边了，能到几多嘛？不是生意上当中来了嘛，叫码头的来买那个阿达嘛九角币，介绍他了吧，拍啊，哪里了？ ကျွန်တော်ဒီနေ့ debate လုပ်ခဲ့ကြပါတယ်ပြည်သက်ကကြည့်ရှုပြီးတော့ဝေဖန်သုံးသပ်ဆုံးဖြတ်နိုင်ပါစေလို့ပြောလိုပါတယ်ဒီ debate အစီအစဉ်လေးဆက်ပြီးတော့ဆွေးနွေးခြင်းနဲ့ဝေဖန်ခြင်းနဲ့ဆိုရင် Facebook မှာ debate ကိုရှာပြီးတော့ဆက်ဆွေးနွေးလို့ရပါတယ်ကျွန်တော်တို့တခုပြောမယ်စာရေးမယ်ဝေဖန်မယ်ဆိုရင် email ရေးလို့ရပါတယ် debate@dbb.no ဖြစ်ပါတယ်ဒါမှမဟုတ်ဒီ season ရဲ့ website မှာပြန်ကြည့်မယ်ဆိုရင် debate.net မှာပြန်ကြည့်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကမျိုးတာထပ်ကျေးဇူးတင်ပါ